အခုတခါမှာတော့ကလပ်ကဘာဖလားပြင်စမမြောင်းနေ့ပွဲစဉ်တွေအကြောင်းကိုတုံသက်တင်ပြပေးသွားမှာဖြစ်ပါတယ်။ဒေါ်လာ19ရဲ့ဂျာတာပရီလီညတောက်ကြမနဲ့အခုမြန်မာစံတော်ချိန်မနဲ့တနားရီခွဲမှာမက်ဆီရဲ့အင်တာမိုင်ယာမီနဲ့ပေါ်တိုရဲ့ပွဲစဉ်ရှိပါတယ်။မနဲ့၄နာရီခွဲမှာဆီယက်တယ်ဆောင်းဒါစ်နဲ့အက်တလက်တီကိုမနဲ့9နာရီခွဲမှာ PSG နဲ့ဘိုတာဖိုကိုတောက်ကြည10နာရီခွဲမှာဘင်ဖီကာနဲ့အောက်ကလန်စီးတီးတို့ပွဲစဉ်တွေကစားကြမှာဖြစ်ပါတယ်။ ခြေစွမ်းချင်းကွာလွန်းတဲ့ပြိုင်ဘက်တွေနဲ့တွေ့ဆုံမဲ့အက်တလက်တီကိုဘန်ဖီကာနဲ့ PSG တို့ရဲ့ပွဲစဉ်တွေကတော့ဘယ်နှဂိုးပြတ်မလဲဆိုတာကိုပဲစောင့်ကြည့်ရမယ့်ပွဲတွေဖြစ်ပါတယ်။ဒါကြောင့် Maxi, Soros နဲ့ Basquez တို့အတွက်ကလပ်ကဘာဖလားပြိုင်ပွဲမှာအုပ်စုကတက်မတက်ဆိုတာကိုအဆုံးဖြတ်ပေးဖို့များတဲ့ Inter Miami နဲ့ Porto ရဲ့ပွဲစဉ်အကြောင်းကိုပဲအခြေသဝင့်ဆက်ပြီးတော့တင်ပြပေးသွားပါမယ်။အမေရိကန်မြေမှာကျင်းပတဲ့ပွဲဖြစ်လို့အင်တာမိုင်ယာမီဟာအရှင်အသင်းလိုဖြစ်နေတယ်လို့အမေရိကန်ပြည်သက်တွေမျှော်လင့်ချက်အထားခံရသောအသင်းလည်းဖြစ်ပါတယ် ဒါပေမဲ့အဖွင့်ပွဲစဉ်မှာမထင်မှတ်ပဲ LR ကိုတရေပဲကစားနိုင်လိုက်တာကြောင့် Inter Miami အနေနဲ့ဒီပွဲမှာရှုံးသွားမယ်ဆိုရင်နောက်ဆုံးပွဲစဉ်မှာလည်း Brazil အင်အားကြီး Palmeiras နဲ့တွေ့မှာဖြစ်လို့အုတ်စုအဆင့်နဲ့ထွက်ရနိုင်ချေများသွားပါလိမ့်မယ်။ဒါကြောင့် Maxi Torres နဲ့ Vasquez တို့ဘယ်လောက်ရုံးနိုင်မလဲဆိုတာကိုစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ Porto ကအဖွင့်ပွဲစဉ်မှာ Palmeiras ကိုဘုံမရှိတရေကစားခဲ့တယ်လို့ခြေစွမ်းပိုင်းမှာလည်းရှင်ကစားနိုင်ခဲ့ပါတယ်။ LR နဲ့ပွဲစဉ်မှာ Inter Miami ကဂိုးမရခဲ့ပေမဲ့ တေချာပေါက်ကိုရနိုင်ပေအခွင့်အရေးတွေအများကြီးရခဲ့တယ်လို့ဒီပွဲမှာလည်းပဲနိုင်ဖို့လိုအပ်တာကြောင့်မလို့အခွင့်ကစားမယ်လို့ပဲထင်ပါတယ်ပေါ်တူကလည်းအဲ့ဒီအချက်ကိုအခွင့်ကောင်းယူပြီးတံပြန်တိုက်စစ်တွေကနေခန့်စစ်ကစားပုံသိမ့်မကောင်းတဲ့အင်တာမိုင်ယာမီရဲ့အားနည်းချက်ကိုအသာစီးယူမှာတေချာပါတယ်ဒီတော့ဒီပွဲကနှစ်သင်းလုံးကိုရရနိုင်တဲ့ပွဲဖြစ်တယ်လို့ကိုရီအများကြီးတွင်းပြီးတော့ဖြောပြေမှုပေးနိုင်တဲ့ပွဲဖြစ်မယ်လို့ပဲသုံးသပ်ပေးချင်ပါတယ် ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုသွားတဲ့အတွက်ညီကိုတို့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဘာမခက်ရဲ့ဗီဒီယိုလေးတွေကို like လုပ်ပြီးတော့ညီကိုတို့ပြင်ပြချက်တွေကိုလည်းဗီဒီယိုလေးတွေအောက်မှာ comment လေးပေးသွားနိုင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်